PSN News ကိုနားဆင်နေကြတဲ့တော်တော်ရှင်များအားလုံးပဲမင်္ဂလာပါရှင်။ဒီချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်ရှိတ်ဟာစင်နာကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများဖြင့်မျက်ကွယ်သေတမ်းချမှတ်တဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအထူးခုံရုံးတစ်ခုကဖြုတ်ချခံရတဲ့ဝန်ကြီးချုပ်ဟောင်ရှိတ်ဟာစင်နာကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့ဂျမန်နဲ့နိုဝင်ဘာလ19ရက်နေ့မှာမျက်ကွယ်သေတမ်းချမှတ်ခဲ့ပါတယ်။ we have decided to inflict her with only one sentence that is sentence of death ဆိုပါပြတဲ့ဟာသူမရဲ့15နှစ်ကြာအုပ်ချုပ်ရေးကိုဆုံးသက်စေခဲ့ပြီးလူရပေါင်းများစွာတည်ဆုံးခဲ့သောလူမှုအုံကြွမှုနဲ့ပတ်သက်လျက်ရှိပါတယ်ဆိုပါအထုခုံရုံကအမှုတွဲမှာပါဝင်တဲ့ပြည်ထောင်ဝင်ကြီးဟောင်းအာဆာဒူဇမတ်ခန့်အားလည်းတည်တံ့ချမှတ်ခဲ့ပါတယ် တတိယတန်တရားရှိသူဖြစ်တဲ့ရဲချုပ်ဟောင်းတဦးကမူဟာစီနာမှုအတွက်နိုင်ငံတော်တပ်တွေဖြစ်ထွက်ဆိုကအပြစ်ကိုဝန်ခံခဲ့တာကြောင့်ထောင်နဲ့ငါးနှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဟာစီနာနဲ့ခန်တို့ဟာ2024ခုနှစ်ဇူလိုင်နဲ့ဩဂုတ်လများအတွင်းကចောင်းသားများဥဆောင်တဲ့အုံကြောင့်မှုအတွင်းလူရပေါင်းများစွာကိုတပ်ဖြတ်ခဲ့မှုအတွက်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြင့်ခုကဲ့သို့အပြစ်ပေးခံခဲ့ရခြင်းဖြစ်ပါတယ်။ထို့သောခုံရုံးစီရင်ချက်မချမိဟာစီနာက၎င်းရဲ့ထောက်ခံသူများကို စင်ချက်နဲ့ပတ်သက်ပြီးစိတ်မပူကြဖို့တမ်း message ဖြင့်တိုက်တွန်းခဲ့ပြီး၎င်း၏ပါတီဟောင်းအဝါမီလီကလည်းတကြော့ပြန်ပိတ်ဆို့ဆန္ဒပြရန်တောင်းဆိုခဲ့ပါတယ်။အဲ့လိုတောင်းဆိုပြီးတဲ့နောက်နိုင်ငံတော်ဝန်မှရင်းများကိုအဓိကပြစ်မှတ်ထားတဲ့မီးရှို့တိုက်ခိုက်မှု90နီးပါးနဲ့လက်လက်ဝုံပေါက်ကွဲမှုဒါဇင်ပေါင်းများစွာဖြစ်ပွားခဲ့ရာလူနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသမီဒီယာတွေကဖော်ပြပါတယ်။ဂျာဗီအစိုးရကလည်းစီရင်ချက်မချမီဒါကာနဲ့ဂျာဒေသများစွာမှာအရန်နေကြဆောင်တပ်ဖွဲ့များရဲတပ်ဖွဲ့များခြားထားပြီးလုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲဒါကာရဲ့ချုပ်ရှိခ်မိုဟာမက်ဆာဇက်အလီကရင်းများကိုမိရှုသူသို့မဟုတ်လက်လုံပုံဖြင့်ပြပောက်သူများကိုပြစ်မိတ်ပေးထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာကူလသမဂ္ဂရဲ့ February လအစီရင်ခံစာရ2024ခုနှစ်အုံကြွမှုအတွင်းဘင်္ဂလားဒေ့ရှ်တွင်လူ1400အထိသေဆုံးနိုင်ခဲ့ကြောင်းဖော်ပြထားပြီးဂျာဗက်ဆူရလက်အောက်ရှိဂျမိုင်းဆိုင်ရာဂျမေးပုဂ္ဂိုလ်ကမူလူ800ကျော်သေဆုံးကလူပေါင်း14000ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဟာစီနာဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လ9ရက်နေ့မှာဖြုတ်ချခံခဲ့ရပြီးနောက်အိန္ဒိယသို့ထွက်ပြေးတန်းရှောင်ခဲ့ပါတယ်သူမကိုဖြုတ်ချပြီး၃ရက်အကြာမှာဘင်္ဂလားဒေ့ရှ်နိုဘယ်ငင်းချမ်းရေးဆုရှင်မိုဟာမက်ယူနုစ်ကဂျာဗက်ဆူရရဲ့အကြီးအကဲဖြစ်တာဝန်ယူခဲ့ပြီးဖေဖော်ဝါရီလမှကျင်းပမဲ့ရွေးကောက်ပွဲမှာလည်းဟာစီနာရဲ့အဝါမီလစ်ပါတီဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမည်မဟုတ်ကြောင်းယူနုစ်ကပြောကြားထားပါတယ်။လက်ရှိမှာယူနုစ်လမ်းအောက်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဟာတည်ငြိမ်မှုလက္ခဏာအကန့်အသတ်နဲ့ လမ်းဆောင်လမ်းကွာတွင်ဆက်လက်တည်ရှိနေပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့စစ်ပွဲများနဲ့ရမုံငွေအကျက်တင်များကြောင့်မြန်မာနိုင်ငံလူသားချင်းစာနာမှုအခြေအနေဆိုးရွားနေတယ်လို့ UNOCHA သတိပေးတဲ့သတင်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများညှိနှိုင်းရေးယူ UNOCHA မြန်မာရုံးကလက်ရှိမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအခြေအနေနဲ့ဆက်လင်းပြီးထုတ်ပြန်ချက်တစ်ခုကိုယမန်နေ့နိုဝင်ဘာလ18ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ရမှာနိုင်ငံဟာစစ်ပွဲများတဘာဝဘေးအန္တရာယ်နဲ့ရမုံငွေပြတ်တောက်မှုဟူသောစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရတယ်လို့အသိပေးလိုက်ပါတယ်။ ။အိုချာရဲ့ဆိုရမြန်မာနိုင်ငံသားများဟာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများရည်ကြီးရချမ်းမှုနဲ့2025ခုနှစ်မန်လာငလျင်တပ်များပါဝင်ခက်ခဲများစွာရဲ့ဝင်တော့ဝင်ဖို့ကိုဆက်လက်ထံပိုးနေရပါတယ်။တိုက်ပွဲတွေကြောင့်ပြည်တွင်းနေရွှေစွန့်ခွာရသူစုစုပေါင်းဥယျာဉ်ဟာ2025ခုနှစ်နိုဝင်ဘာလတွင်3.6တန်းအထိမြင့်တက်လာနိုင်ပွဲရှိပါတယ်။မြန်မာနိုင်ငံဟာစနေခါမလုံလောက်မှုအတွက်ကမ္ဘာပေါ်မှာအလွန်အမင်းစိုးရိမ်ပွဲရနေရတဲ့ခုဖြစ်ဆက်လက်သတ်မှတ်ခံထားရပါတယ်။ထူးသဖြင့်ရခိုင်ပြည်နယ်မောင်တော်နဲ့ ဦးသီးထောင်မြို့နယ်တို့မှာအာဟာရချို့တက်မှုအခြေအနေများလျင်မြန်စွာဆက်ရုပ်လာနိုင်ကြောင်းဖော်ပြပါရယ်။ညမြုံမိုင်းများနဲ့ပောက်ကွဲစီတဲ့တဲ့ဆစ်လက်နဲ့ပစ္စည်းများ ERW ကြောင့်နေ့စဉ်အရက်သားနှစ်ဦးထိခိုက်ဒဏ်ရာရသို့မဟုတ်သေဆုံးနေရတယ်လို့လည်းအချက်လက်တွေကပြသနေပြီးမိုင်းအန္တရာယ်ပညာပေးခြင်းနဲ့ရှင်းလင်းရေးလုပ်ငန်းတွေလည်းအရေးတကြီးလိုအပ်နေပါရယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ရေးအတွက်ဒီကစိန်ခေါ်မှုမှာ ရမုံငွေပြတ်တောက်မှုဖြစ်ပြီး2025ခုနှစ်တစ်နှစ်လုံးအတွက်လိုအပ်တဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နဲ့တုံ့ပြန်ရေးအစီအစဉ် Asian RPE ရမုံငွေသည်လက်ရှိချိန်ထိ15ရာခိုင်နှုန်းမြသာရရှိပါသေးတယ်။ဤကဲ့သို့ရမုံငွေဆိုးရွားစွာမလုံလောက်ခြင်းဟာတက်ခဲကူညီလိုအပ်နေတဲ့လူဦးရေတန်းပေါင်းများစွာထံအကူအညီပေးပို့နိုင်ရေးကိုအလွန်မင်းခက်ခဲစေတယ်လို့ UNOCHA ကတတိပေးပြောကြားထားပါတယ်ရှင်။